ပြည့်စုံနေပြပါလေခင်ဗျာ။ဆင်းရဲကြရတယ်ပါလေခင်ဗျာ။ပြည့်စုံစားရတယ်နော်။စိတ်ထဲမှာတကယ်ကိုလေအော်တကယ်အဲ့လောက်ထိတာကိုမှဖြစ်လားဆိုတော့ခန်းစားချက်ကိုထပ်တူရတာပေါ့နော်။ကိုရီပါအော်ကိုရီကိုအဲ့လောက်ထိတော့ချစ်တာလားအားပေးရလားဆိုပြီးတော့ကိုရီပါသူတည်းထပ်တူခန်းစားရတယ်။ပြရှင်ကလည်းပြရှင်နဲ့ဘဝကိုဒီတန်းတာတော့ကြာလုံးဝ worry နားလေလုံးဝအဲ့လိုမျိုးကိုကို worry ဖြစ်เสียလို့တဲ့သူမဟုတ်ဘူး ျော်ရတယ်ဟိုစိတ်ကြည်နူရတယ်ပေါ့နော်စိတ်ကြည်နူရတယ်စိတ်ချမ်းသာရတယ်ပေါ့အဲကြုံရဘူးလားနေရာလားခဏခဏကြုံရတယ်တက်ကြတဲ့တန်းပြောတယ်ဒါမဲ့လည်းအရင်နဲ့ပျော်ပါတယ်ဟုတ်ကဲ့ပါဟိုကိုစိုးကြီးကတကယ်လည်းတော်တဲ့တတိယောက်ပါကောတီရကြည့်ရတာခုနကကိုစိုးကြီးကလော်ကီလော်ကိုဒရိုင်ဘာပါလိုက်ဆိုကြည့်ရတာ ပိုးကြီးပါလေမြားဝှစ်ချစ်နေမြားမဟုတ်ဘူးလေဟိုအဲ့လိုအဲ့လိုပြအဲ့လိုအားငယ်နေပြီလေဒီမှာအရင်ချစ်ခံနေတာကိုစိုးကြီးအားငယ်နေ ည်းအကျိုးပေးကောင်းတစ်ခုကိုပိုင်ဆိုင်ရတယ်လို့ထင်မြင်ဆပါရယ်ခင်ဗျာငယ်စဉ်ဇနီးမောင်နဲ့ဆိုတာကလည်းအဲကျွန်တော်သိချင်ရတဲ့မိသားစုမျိုးဖြစ်တာဖြစ်တဲ့ပြောသူတို့ကိုကျွန်တော်ကတိကျဆောင်တာရောရုပ်ချောတာရော personality ရောအထူးသဖြင့်ကတော့မိဘကိုဖျားလို့ကိုးကွယ်တယ်သူတို့ရဲ့စိတ်နေစိတ်ထားကိုသိတဲ့ဘောကြတာဖြစ်တဲ့အတွက်ကျွန်တော်တို့ရဲ့အာတန်မိုးထားမှုဘုံတူညီမှုတွေကတော်တူနေတာဖြစ်တဲ့အတွက်အကျိုးပေးကောင်းပိုင်တယ်လို့ထင်ရပါတယ်ခင်ဗျာ Thank you ပါကျေးဇူးပါဟုတ်ကဲ့ ခံစားချက်အဲ့လိုမရှိပါဘူးသူကဟိုစစတာမျိုးပဲရှိတယ်ကိုစိုးကြီးတော့ဘာကြီးလုထားရလဲအဲ့လိုစတာမျိုးပဲရှိပါတယ်အဲ့လိုမျိုးကိုစိုးကြီးကနားလက်တက်တယ်အဆိုပြုတကယ်လို့အဲသူတစ်ခုခုစီစဉ်ထားတဲ့ဟာမှာအဆိုပြုတို့ကအဲ့လိုလီတော့မလုံးချင်ဘူးမလုံးချင်ဘူးဆိုလို့ရှိရင်လည်းမလုံးချင်သေးဘူးဆိုရင်လည်းဟဲဘာမှဖြစ်ဘူးတော်လုံးဝ worry နားလက်တယ်လုံးဝအဲ့လိုမျိုးကိုကို worry ဖြစ်เสียလို့တဲ့သူမဟုတ်ဘူး ဘာလို့ surprise time လဲလဲသူသိချာလားဘယ်လိုလဲအဲ့လိုတော့မသိပါဘူးကတော့ဟိုဘယ်လိုပြောရမလဲတကယ်လို့မှဆင်မမဟိုအားလုံးကဟိုကြုံဆောရတဲ့အခါမှာတကယ်ကို live ဖြစ်ပြီးပါပဲချုပ်ပြီးသိချာတာမျိုးမရှိပါဘူးအဲ့ဒါလည်းပိုကောင်းပါ reality ပိုဖြစ်တာ အဲကျုံခဲ့ဘူးလားနေရာလုံးခဏခဏကျုံသွားတယ်တက်ကားလည်းတန်းပြောတယ်ဒါမဲ့လည်းအရင်နဲ့ပျော်ပါတယ်ဟုတ်ကဲ့ပါခင်ဗျဟိုကိုစိုးကြီးကတကယ်လည်းတော်တဲ့သူတယောက်ပါဘလို့တဲ့နေရာမှာလည်းတကယ်ကိုမှစေတနာဟုတ်တယ်တေချာလေးထားပြီးတော့မှလုပ်တတ်တယ်တက်တက်ကြွကြွပျော်ပျော်ရွှင်ရွှင်လုပ်တတ်တယ် ခင်စရာလည်းကောင်းတယ်ဟုတ်ကဲ့ကျွန်တော်ကတော့ခင်ပါတယ်ကိုစိုးကြီးကျေးဇူးတင်ပါတယ်ကျွန်တော်လည်းသိခင်ပါတယ်ခင်ဗျာနေတော့ကျေးဇူးတင်ပါတော့သူတိတ်ချရဲဒါဇနီးမောင်နှံနဲ့အတူတူပထမဆုံးပြန်တွေ့ရတဲ့ပွဲလေးမှာကီကီတိုင်းမောင်ကွင်းလေးဖြစ်နေတာဖြစ်တဲ့အတွက်ကီတိုင်းမောင်လည်းသိကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာသိခင်အောင်မင်းသမီးလေးဖြစ်ပါတယ်ခင်ဗျာမင်္ဂလာပါသိလာနေကြပါတယ်ခင်ဗျာ ဟုတ်ကဲ့ပါခင်ဗျာကုသမြင့်နေဆိုပြလေရကြတော့ကျွန်တော်ပုံမှာပေါ့သူတို့ကလူတိုင်းပုံမှာနားလေတက်တဲ့ချစ်ကင်တက်တဲ့အခြေခံသဘောတရားလေးရှိနေတာဖြစ်တဲ့အတွက်ကျွန်တော်တို့ညီကောင်မတွေဆိုတော့အဲ့လိုမျိုးပဲเนาะတခုခုဆိုတာနဲ့လေဟိုနှိမ့်နိုင်စရာမလိုကျွန်တော်မျိုးလုံးနဲ့ကြည့်လိုက်တယ်ဆိုတော့ねအာရတယ်မရဘူးဖြစ်နိုင်တယ်မဖြစ်နိုင်ဆိုတော့တန်းတည်ရကွာလို့ပုံစံမျိုးဖြစ်နေရအောင်เนาะဆိုပြဆိုလေဆိုပြလေအဆင်ပြေပါသလားခင်ဗျာကုသငယ်အဆင်ပြေပါသလားခင်ဗျာဆိုပြအဆင်ပြေအမြဲတော့လေမင်းသားနဲ့မင်းသမီးကပရိသတ်ကိုအမြဲအလိုလိုက်တယ်ကိုဆိုရေးပုံမှာလည်းအမြဲချစ်ခင်ပြီးတော့မှနားလေပြီးတော့တွေ့ရပါတယ်ခင်ဗျာ အဲ့ဒါကအရင်တော်တာလေအဲ့ဒါတော့အောက်ဆီဂျင်မှာရှိရှိရမယ်ဖြစ်ရမယ်နော်တချွာတယ်ပျော်ရွှင်အရင်ကောင်းပါတယ်ပြီးတော့နောက်တစ်ခါဟိုဟိုပစိုးရဟိုဟိုတော့ဘာလဲမိဘနှစ်ပါးဝင်လဲဟာမိဘဝင်လဲတကယ်မှဟိုပြောရမယ်အချိုးတေးတဲ့ချစ်ခင်တော်လည်းပြရတဲ့ပုံမှာအလုပ်တွေအရင်ကြိုးစားတဲ့ပုံမှာအာဒီချက်ဒီနဲ့လည်းအများကြီးတော့တိုးတက်အောင်ပါစေအလုပ်တွေအများကြီးချက်ပြီးတော့ တဲ့ကြီးအများကြီးပုံပြီးတော့ရရှိပါစေအလုပ်တွေဇက်တိုက်အများနဲ့ဖြစ်ပါစေလို့လည်းကျွန်တော်ကဆုတောင်းပေးပါတယ်ပြည့်စုံနဲ့ပြည့်ပါစေခင်ဗျာပွဲတဲ့အောင်လည်းငယ်စင်းလေးနဲ့စုံလို့ရကြပါတယ်ဘာလို့လဲဆိုတော့ငယ်စင်းနဲ့စုံတဲ့ပွဲတိုင်းမှာဆိုရင်ငယ်စင်းဖန်လေးတွေဟာဒါငယ်စင်းဇနီးပေါင်းတဲ့အတွက် surprise လက်ဆောင်လေးချစ်ချင်းမေတ္တာလက်ဆောင်လေးပါသလိုကျွန်တော်ကပါဖူးတွဲရတယ်အေးဒီနေ့လည်းတူပါရတယ်ဒီနေ့လည်းတက်ရတယ်တက်ပြီးတော့ပြေးလာတယ်အဲ့ဒီပွဲမှာမဟုတ်ဘူး ငယ်စဉ်ပွဲတိုင်းကျွန်တော်တို့ဆုံနေဆုံနေမှာငယ်စဉ်ဖန်လေးတွေကငယ်စဉ်အတွက်တခုတည်းရလေးတလေးတစားဟိုလက်ဆောင်လေးပြင်ဆင်သလိုကိုစိုးရတပါပါရင်တော့တကယ်လို့မတွေ့ဘူးဆိုတော့လေပြပြွားတယ်အဲ့လိုဒီနေ့လက်ထပ်ပေးသွားသေးတယ်ခင်ဗျာအဲ့ဒါလည်းငယ်စဉ်ဖန်လေးတွေလည်းကျေးဇူးများကြီးတင်ပါတယ်အထူးသဖြင့်တော့ကျွန်တော်ရှင်မင်းသားနဲ့ရှင်မင်းသမီးပေါ့အဲပြောတာပေါ့ဘာပြောဒါကိုရီနှစ်ယောက်ရဲ့ဟိုဘဝရဲ့အမတ်တရားပုံရိပ်ကလေးတခုအဲအဲ့ဟာလေးကိုဒါကိုရီကိုလည်းချစ်ခင်ပြီးတော့တံပိုးထားပြီးတော့ အာပေးတယ်ဆိုတော့ဒါအမှတ်တရဖြစ်တာပေါ့เนาะအဲ့အတွက်လည်းကျေးဇူးလည်းတင်တယ်အရင်လောကတည်းကအရင်ပြောပါတယ်ဟုတ်ကဲ့အာ နေတဲ့လားရွှေနဲ့မြဆိုလိုပဲတကယ်ကိုပဲလိုက်ဖက်တယ်အရာအလုံး energy ရော value တွေရောတတ်မှုထားမှုတွေရောတူညီနေတဲ့ဇနီးမောင်နှံဖြစ်တာဖြစ်တဲ့အတွက်အ logi logo တရာနှစ်ဖြာသောအချိုးကဏ္ဍကိုအအချိုးပြုနိုင်တဲ့ဇနီးမောင်နှံဖြစ်ပါစေလို့ဆုတောင်းပေးပါရခင်ဗျာပြည့်စုံနေပြီပါခင်ဗျာကျေးဇူးတင်ပါတယ်ခင်ဗျာကြည့်ရလားမိလေးဝေးတော့အရန်ချုံးပါဟုတ်တော့ရချောမချောမအဲ့ဒါလေပရိသတ်တွေအများနဲ့ပူဇော်နေတယ် god ကြည့်ရကြည့်ရလားခုနကကိုစိုးကြီးက logi logo တရာနေပါလိုက်ဆိုကြည့်ရလား ိုးရည်ပါလေညာဝှစ်ချစ်နေပါမလို့ဟုတ်ဘူးလေဟာအဲ့တော့အဲ့လိုပြအားငယ်နေပြီလေဒီမှာအရင်ချစ်ခံနေတော့ကိုစွေးအားငယ်နေဟောအဓိကကျတော့ကိုသားငယ်ရောစပြည့်လေရောဘာသာတရားလဲလို့ဒါကျွန်တော်တွေ့ရတယ်ဗျအဲ့တော့တို့ဟာတဲချောင်းချောင်းနေတို့လူတာအသိနေလူတာအဲ့လိုမျိုးပေါ့နော်ကျွန်တော်တို့ဒါအခုဆိုရင်ဒါဒိဋ္ဌိချင်းအာမင်းသားမင်းသမီးဖြစ်တဲ့အပြင်ကိုရဟန်းတဲကရဟန်းတဲမှာတဲကမှလည်းကျွန်တော်ဖြတ်ပြီးတော့မမြင်ကျင်နေဆိုတဲ့ဥစ္စာကိုအသိမိတ်ဆောင်ပြောလိုက်တာပါဟုတ်ကဲ့ပါဆိုတော့ဒီမှာနဲ့ဒီမှာပေါင်းရတာကျမပြောရှင်းစားနဲ့ ရရှင်နဲ့ဘဝကိုတည်နိုင်ပါအဲအရင်ကစားပါလေဟိုအရင်နဲ့စိတ်ထဲမှာချီးကျူးပြီးပါလေအဲ့ဒါအားပေးကြတဲ့အပုံပါလေတကယ်လို့မှကျေးဇူးတင်ပါတယ် ဟုတ်တယ်နော်ဟိုခုနကတော့မှကျွန်တော်စဉ်းစားမိတာလေပွဲတိုင်းပွဲတိုင်းမှာငယ်စဉ်လေးညာလိုက်ပြီးတော့အားပေးရဒါပေမဲ့ထူးခြားကြတော့ကျွန်တော်တို့ဒါ3နှစ်တာကာလမှာပေါ့နော်ငယ်စဉ်အားပေးတဲ့ပြည်သက်တွေထဲမှာဆက်ပေါ်မှာတွေ့ရတဲ့ခါမှာငယ်စဉ်ကိုတွေ့ရလို့ဆိုပြီးတော့ဝမ်းတာမျက်ရည်တွေကြာတာတယောက်လဲမဟုတ်နှစ်ယောက်လဲမဟုတ်3 4 5ယောက်လောက်တွေ့တယ်တယောက်ဆိုရင်ခုနကတော့ပြောသလိုပေါ့တေပြောပါပြီလို့တော့ပြောသွားတော့လေကိုဦးလိုက်တဲ့လေအားပေးတဲ့ပြည်သက်ကိုတွေ့တော့စုပြုခန်းစားချက်လေးလို့ရှိနေတယ်စိတ်ထဲမှာတကယ်ဟိုဟိုဒီလိုပြောမှာနော်စိတ်ထဲမှာတကယ်ဟိုလေအော် တကယ်အဲ့လောက်ချိတာကိုမှဖြစ်လားဆိုတော့ခန်းစားချက်ကိုထပ်တူရတာပေါ့နော်ကိုရီပါအိုးကိုရီကအဲ့လောက်ချိအောင်ချိတာပါအဲ့ဒါပြီးတော့ဆိုပြီးတော့ကိုရီပါသူလည်းထပ်တူခန်းစားရတယ်ပြီးတော့ကျေးဇူးလည်းအရင်တင်တယ်ပြီးတော့ဝမ်းလည်းအရင်ဝမ်းတာတယ်အဲ့ခန်းစားချက်ကဟိုတိတ်ပြောပြပေါ်ပြလို့မရဘူးပေါ်တိတ်ပြောပြလို့မရဘူးပေါ့ဟုတ်ပြောရနည်းနည်းခက်တယ်ဟုတ်တယ်ဟုတ်တယ်ဟုတ်တယ် โอเคပါဟုတ်ကဲ့ပါအဲဒီနေ့ရလဲဒါဆိုပြီးတို့နှစ်ဦးရောရတာကိုစိုးကြီးရောဒါ KK Diamond ပွဲမှာပေါ့နော်အပရိသတ်တွေအားလုံး ਨੇ ပျော်ပျော်ရွှင်ရွှင်လေးဆုံးခွင့်ရတာလဲတကယ်ဝမ်းသာပါတယ်ပျော်လဲပျော်ရပါတယ်အ KK Diamond လဲကြည့်စမကအောင်မြင်ခြင်းများစွာအဲထက်စစ်ထက်စစ်ရရှိပါစေလို့ဆုတောင်းစီတောင်းပါတယ်ရှင်ဟုတ်ကဲ့ပါ KK Diamond Jam Center ပေါ့နော်အနေနဲ့တော်တော်အောင်မြင်ပါစေဒီသာစုအားလုံး ਨੇ မြဲတဲ့ကိုယ်စိတ်တော့ကျမချမ်းသာကြပါစေလို့ကျွန်တော်ကဆုတောင်းပေးချင်ပါတယ်ဟုတ်ကဲ့ပါခင်ဗျာအနှစ်ပေါင်း30တင်းနဲ့အောင်မြင်ခဲ့တဲ့ KK Diamond Session နာဆိုင်အခုလိုမျိုးအောင်မြင်မှုတွေကိုအမြဲထိတ်ဆုံးမှာပိုင်ဆိုင်နေမှာဆိုလို့ကျွန်တော်တို့ရည်ရဆေးထားပေးပါရခင်ဗျာ